Hello အားလုံးပဲမင်္ဂလာပါကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ Web Predator တွိုင်းခန့်အမည်ရစပယ်ပန်းဖျားပဲဖြစ်ပါတယ်ဒီဖျားကြီးရပါတော့ချင်းမိုင်မျိုးရဲ့လို့စတင်ပြီးတော့မပေါ်ပေါက်လာခင်ကတည်းကတည်ရှိနေတာဒေတာကတမိုင်းကြောင့်အရ1230ခုနှစ်689 AD လောက်မှာကာမာ TV ရဲ့သားနှပါကစတင်တည်ထောင်ခဲ့တယ်လို့သိရတယ်ပေါ့နော် ကာမာ TV ဆိုတာကတော့အဲ့အချိန်တုန်းကတကယ်ကိုနာမည်ကြီးတဲ့မိဖုရားတစ်ပါးလို့ကြားသိရပါတယ် ကျွန်တော်ဒီဖရာကြီးရဲ့နောက်ခံသမိုင်းချောင်းကိုအနည်းငယ်ပြောပြပါပြီဆိုတော့ကျွန်တော်တို့ဖရာပရဝင်အတွေ့မှာဘလောက်အထိတတ်ပယ်ချောင်းကိုကျွန်တော်နဲ့အတူတူ live ပါကြည့်ရှုခန်းစားလိုက်ကြပါဦးလို့ပြောရင်း Let's go ါ့နော်ကျွန်တော်တို့ကားပါကယ်ကနေဝင်လာလို့ရှိလို့ရှိရင်ဘယ်ဘက်အချမ်းမှာရှိတဲ့ကျောင်းဆောင်ပေါ့နော်တတော်များများကတော့ဒါကိုတိမ်လို့ပြောကြတယ်ဒါပေမဲ့ကျွန်တော်ရှာကြည့်တော့တော့အသေးအချာကြီးတော့မရေးထားဘူးပေါ့နော်အဲနောက်တစ်ခုပြောချင်တာကဒီဖျားကြီးမှာကကျွန်တော်တို့အပိုင်းနှစ်ပိုင်းခွဲထားတဲ့ပုံစံမှာရှိတယ်အပြင်ဘက်နဲ့အတွင်းဘက်ပေါ့နော်ကျွန်တော်အခုရောက်နေတဲ့နေရာကတော့အပြင်ဘက်အချမ်းမှာအာနောက်ပြီးလို့ရှိရင်တော့ကျွန်တော်အထွန်းဘက်အပိုင်းလေးဆက်သွားမှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုလိုက်ကြပါဦး ဒါကတော့ကျွန်တော်တို့ညံတော်16နှစ်မီတာအမြင့်ရှိတဲ့ဘုရားကြီးပေါ့နော်ဒီဘက်မှာဆက်ကြည့်မယ်ဆိုရင်ကာမတီဗီနဲ့ဒါနှစ်ပါးရဲ့ရုပ်ထုတော့အာကတော့16မီတာအမြင့်ပြီးရှိတဲ့ဘလူးရုပ်ကြီးလိုပဲဖြစ်ပါတယ် အခုဒီနေရာကနေစပြီးတော့အတွင်းဘက်အပိုင်းကိုဝင်လာတော့မယ်။ဒီအတွင်းဘက်အပိုင်းထဲမှာဆိုရင်တော့ဖျားရီကအများကြီးရှိတယ်ဗျ။ဖျားရီအများကြီးရှိတယ်လို့တကယ်လည်းတပ်ပယ်ပါဗျ။အဲ့တော့ကြောင့်မလို့ဆက်လက်ဆောက်မြောကြီးရှုလိုက်ကြပါအောင်လို့ပြောရင်းနဲ့ Let's go. ဖျားကဆိုရင်တော့ပေါ့နော်ကျွန်တော်တို့ web presence ထိုက်ခံဖျားကြီးရဲ့မူလအစာစီးတီလို့ပြောလို့ရတယ်ကာမာ TV သားနှစ်ယောက်ကတိထားကိုွယ်ထားတဲ့စီးတီပဲဖြစ်ပါတယ် ဒီနေရာမှာကတော့ကျွန်တော်တို့အမွေးတိုင်းလေးထားပေးထားရပေါ့နော်လူတိုင်းကြိုက်သလားကိုယ့်အကိုအာလူငွေလေးထည့်ပြီးတော့ပူဇော်လို့ရပါတယ်ကျွန်တော်လည်းဝင်ရပူဇော်ခဲ့ပါတယ်ဒီအရှိကကျောင်းဆောင်ထဲမှာရှိတဲ့ဘုရားကတော့ကျွန်တော်တို့တကိုးကြီးနာမည်ကြီးဘုရားတဆူဖြစ်တဲ့စပယ်ပန်ဘုရားပဲဖြစ်ပါတယ်ဒီဘုရားကတော့အတိတ်ထပြူတဲ့လူတွေများသောအဖြစ်လာရောက်ပူမြော်တယ်လို့ကျွန်တော်ကြားသိရတယ်တကယ်လည်းအတိတ်ထအောင်တယ်လို့ပြောကြတယ်ပေါ့နော် အာအဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တခုခုအတိတ်ထန်နေတော့၎င်းဆူတောင်းရှင်တွေတို့၎င်း လာရောက်ဖူးမြော့မယ်ဆိုရင်တကယ်ကိုလာရောက်ဖူးမြော့တဲ့နဲ့ဖရာရစုလို့ကျွန်တော်အခြေခံပေးချင်ပါတယ် thank you ခုဒီနေရာကနေစပြီးတော့ကျွန်တော်တို့ဖရားကြီးရဲ့နောက်ဆုံးအပိုင်းကိုရောက်ရှိပါပြီ။ဒီနောက်ဆုံးအပိုင်းမှာဆိုရင်တော့အဓိကကတော့ကျွန်တော်တို့ဒီနေရာက view point ပေါ့နော်။ကျွန်တော်အခုအရှိမဆိုရင်ရောင်းတော်မူဖရားကြီးရှိမယ်။ကျွန်တော်မတည့်ရနေတဲ့အနောက်ဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ရက်တော်မူဖရားကြီးရှိရပေါ့နော်။တကယ် view point ဆိုတဲ့အတိုင်းပဲရှမ်းမိုင်မြို့ပေါ်ပေါ်စီကနေမြင်ရတယ်။ကျွန်တော်တို့အမြင်မဟုတ်ပေမဲ့လည်းတကယ်ကိုလှပပါရဲ။ကျွန်တော်အရှိမကြည့်ကြည့်လိုက်ပါ။ Thank you ဒီနေရာကနေကျွန်တော်တို့အောက်ကိုဆင်းသွားလို့ရတယ်ဗျ။အာကျွန်တော်တို့မဆင်းသွားပြစ်လိုက်ဘူးပေါ့နော်။ကျွန်တော်အချိန်သိမ့်မရနဲ့မဆင်းပြစ်လိုက်ဘူး။အဲဆင်းသွားတဲ့လူတွေကတော့အောက်မှာဖုန်းကြီးချောင်းရှိတယ်လို့ပြောတယ်။ပြီးတော့အဲအောက်ကနေလည်းကျွန်တော်တို့ကားသွားပြီးတော့အဲအောက်ကနေတက်လာလို့ရတယ်။ဒါပေမဲ့များသောအဖြစ်ကတော့ကျွန်တော်တို့ကားရန်နောက်ဘက်မှာရပ်ပြီးတော့တက်လာကြတာများပါတယ်။ အခုဆိုရင်တော့ကျွန်တော်တို့ပြန်มาတော့မယ်ကျွန်တော်မပြန်ခင်လေးမှာကျွန်တော်ထီထိုးတယ်ထီထိုးပြီးတော့ကျွန်တော်ကိစ္စအကြီးတစ်ခုကိုလုပ်တယ်ဗျဘာလဲဆိုတော့ကျွန်တော်ရေခဲချောင်းဝယ်စားပါတယ်နောက်တာပါကျွန်တော်ကျွန်တော်အခုလိုမျိုးဗီဒီယိုလေးတွေကိုပေါ့နော်ကျွန်တော်နောက်ဆိုရင်ဆက်လက်ပြီးတော့တင်သွားပါမယ်အခု ဒီဗီဒီယိုကိုလည်းလာကြည့်နေတဲ့တူတယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ကို support ချင်လို့ပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်မြတ်တယ်လို့ပဲဖြစ်ဖြစ်ကြည့်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ပေးဖို့မြတ်တာရခိုင်နဲ့အားလုံးပဲ bye bye